United ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဒါ United အမျိုးသမီးအသင်းက Champions League ပြိုင်ပွဲကြီးမှာပေါ့နော်ဒါပရမာသုံးနိုင်ပွဲရရှိရဲ့အကြောင်းလေးပြောပြခြင်းလေဒီအကြောင်းလေးပြောပြောပြခင်မှာပေါ့ကျွန်တော်တို့တမိုင်းရောက်ဆိုင်ရန်လေးကိုနည်းနည်းလောက်ပြန်သွန်းကြည့်လိုက်အောင်ဗျာပရမာသုံးနေနေတော့ဒါ United အမျိုးသမီးအသင်းကဒါ1980ရာနေ2001ပေါ့နော်အဲ့ဒီကာလကြားထဲမှာတည်းကရှိရောရှိခဲ့ဘူးလေအဲ့ဒီတော့ကတော့ပါဒီ Ladies of United Ladies of Manchester United လားမသိဘူးအဲ့လိုအဲ့လိုမျိုးပုံစံနဲ့ပေါ့နော်သူတို့အသင်းအနေနဲ့ရှိခဲ့တယ်ဒါပေမဲ့တရားဝင်အသင်းမျိုးလည်းမဟုတ်ဘူးပြီးတော့ United Manchester United ကလပ်အသင်းရဲ့ထောက်ပံ့မှုလည်းမရဘူးပေါ့နော်ဒီလိုမျိုးအသင်းတသင်းအနေနဲ့တော့သူတို့ထားရှိခဲ့တယ်1990ရာနှစ်2001ထိရတော့ဒီလိုမျိုးဗျာတရားမဝင်ဘူးဒါပေမဲ့ရှိတော့ရှိတယ်ဆိုပေမဲ့ပုံစံမျိုးနဲ့တွားခဲ့ရတာဖြစ်တယ်ဒါပေမဲ့2000ခုနှစ်မှာတော့ ဒီ United ကဒီအမျိုးသားအသင်းကိုပို့ပြီးအာယုံစိုက်ချင်တဲ့အတွက်အမျိုးသမီးအသင်းကိုဖျက်သိမ်းခဲ့ရေပေါ့နော်ဒီအမျိုးသမီးအသင်းကိုအဲ့ဒီကာလမှာအမျိုးသမီးအသင်းတွေဖျက်သိမ်းနေပေါ့နော်တခြားအသင်းတွေလည်းဒါရှိခဲ့ကြတယ်အဲ့လိုနဲ့ဒါ United အမျိုးသမီးအသင်းက2001ကနေပြီးတော့ပေါ့နော်ကျွန်တော်တို့2000 စက္ကွန်လောက်ထိဗျာမရှိခဲ့ဘူးဆိုတော့နှစ်ပေါင်းကဘယ်လောက်ထိကြာလဲဆိုစက္ကွန်နည်းနည်းပေါ့နော်စက္ကွန်နည်းနည်း18နှစ်နီးပါးလောက်ဂျားထဲမှာ United မျိုးသမီးတင်ရမရှိခဲ့ဘူးဒါပေမဲ့လေ2018ခုနှစ်မှာတော့ပေါ့နော် United မျိုးသမီးတင်ကိုပြန်လဲတီထောင်ခဲ့တယ်ဒီအချိန်မှာတော့ပေါ့နော်ကျွန်တော်တို့ဒီပြော်ရန်ပုံစံမျိုးဖွဲ့ထားတဲ့အသင်းမဟုတ်တော့ဘင်းနဲ့ Manchester United အသင်းကြီးကနေပြီးတော့တရားဝင်ဖွဲ့စည်းထားတဲ့ဒါ United အမျိုးသမီးအသင်းဖြစ်တယ်ပေါ့နော်အဲ့ဒီကာလမှာဒါအင်္ဂလန်ပရီးမီးယားလိဂ်ကလည်း WSN Women Super League ကိုတည်ထောင်ထားရင်ဖြစ်တယ်ပေါ့နော်ဆိုတော့ United အမျိုးသမီးအသင်းက2018ခုနှစ်မှာဟို PP ပြင်ပြင်နဲ့စတင်ပေါ်ပေါက်လာခဲ့တယ်အဲ့ဒီကနေစပြီးတော့ကျွန်တော်တို့ဒီ2020 23လောက်မှာရောက်တဲ့အခါမှာပေါ့နော် United အသင်းကဒါအသင်းကြီးတသင်းအခြေအနေနှီးပါးကိုဒါရောက်ရှိလာခဲ့တာပဲဖြစ်တယ်ပေါ့ဒီအသင်းနှီးပါးကတော့ key ဲစကန်နာပေါ့နော်မက်စကန်နာဆိုရယ်မက်စကင်နာဆိုရယ်အသင်းနီးပါးရှိရယ်ဗျာသူလက်ထက်အောင်မှာ United အသင်းကဒါခြေစွမ်းတော်တော်လေးကောင်းမွန်ခဲ့တယ်ပြီးတော့ United အသင်းက2018စတင်ရှင်ပြိုင်တဲ့အချိန်မှာတော့ငါဒါဟိုဟာ Women Super League လားအင်္ဂလအင်္ဂလ Women Championship အဲအဲ့လိုပုံစံမျိုး League League Championship ပေါ့ဗျာကျွန်တော်တို့ဒါမျိုးသားသင်းလို့မှာဆိုရင်တော့ဒါဒုတိယအဆင့်ပြိုင်ပွဲရနေတာစတင်ရှင်ပြိုင်ကစားရတာဖြစ်တယ်အဲ့နှစ်မှာပဲပေါ့နော် ဒီဒုတိယအဆင့်ပြိုင်ပွဲမှာဖလားရရှိပြီးတော့ Women Super League ကိုတန်းတက်လာခဲ့တာကတော့ဒါယနေ့အထိတိုင်ပဲဖြစ်တယ်အမြင်ဆုံးအမြင်မှုနေနေရတော့ Women Super League မှာအဲ့ဒီ2020နဲ့23လောက်တုန်းကဒါဒုတိယနေရာရရှိဘူးရယ်ပေါ့နော်အဲဒုတိယနေရာရရှိတဲ့အတွက်ဒီ2023 2024ခုနှစ်အမျိုးသမီးချန်ပီယံလိပ်ပြိုင်ပွဲကိုလည်းဒါပထမအဆင့်ကနေဝင်ရောက်ရှင်ပြိုင်ဝင်ရရတယ်ပေါ့ကျွန်တော်တို့ဒီ playoff playoff ပုံစံပဲပြောပါတော့ဗျာဒီဗရမအဆင့်မှာကစားရတယ်နိုင်တဲ့အသင်းတွေကဒုတိယအဆင့်မှာထပ်ပြီးကစားရတယ်အဲ့ဒုတိယအဆင့်မှာထပ်ပြီးနိုင်တဲ့အသင်းတွေကမှကျွန်တော်တို့ Champion League အုပ်စုအဆင့်နေရနေတာပြိုင်ပွဲကြီးကိုဝင်ရောက်ချင်းပြိုင်ပွဲရမှာဖြစ်တယ်ဗောနော် United ကအဲ့နေ့မှာ PSG ကိုလာမသိဘူးဗျာဒါရှုံးနေပြီးတော့ဒီဒုတိယအဆင့်ကနေထွက်လိုက်ရတယ်အဲ့ဒီနေ့မှာတော့ဗောနော် United အသင်းက ါချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ပွဲကိုပထမဆင်ရောဒုတိယဆင်ရောအောင်မြင်မြင်ပြတ်ကျော်နိုင်ခဲ့ပြီးတော့အခုချိန်မှာတော့ဒါအုပ်စုဆင်ပွဲတင်တွေကိုစတင်ရှင်းပြိုင်နေရွေးဖြစ်တဲ့ United အမျိုးသမီးတင်ရဲ့တမိုင်းတချောင်းမှာဒါပထမဆုံးအကြိမ်ချန်ပီယံလိဂ်ပြိုင်ပွဲကြီးမှာပေါ့နော်အုပ်စုဆင်ကနေစတင်ရှင်းပြိုင်နေခြင်းလည်းဖြစ်တယ်အပြီးခဲ့တဲ့အပတ်ကပဲဒီဒီရာသီပေါ့နော်ချန်ပီယံလိဂ်ဖွင့်ပွဲဖြစ်တာဗလန်ရီကာဆိုတဲ့အသင်းနဲ့ကစားခဲ့တယ်ပေါ့နော်အဲ့ဒီအဲ့ဒီဘယ်လီရန်ကဆိုတဲ့အသင်းနဲ့ပွဲမှာ United အသင်းကတကုတ်ကုန်ရှိနေအနိုင်ရရှိခဲ့တယ်အဲ့ အဲ့ဒီအနိုင်ကိုတော့ဗောနော်ဒီ United အသင်းရဲ့ covering Telisa ဆိုလား Telisa ဆိုလားဗောနော် number 4နောက်ခံလူသူကတွင်းယူပေးခဲ့တာဖြစ်တယ်ဆိုတော့ United အသင်းကဟိုဖွင့်ပွဲကိုတော့အနိုင်နဲ့အစတင်ဖွင့်လင်းနိုင်ခဲ့ပြီဖြစ်တယ်ဒီမြို့သမီး Champion League ပြိုင်ပွဲမှာဘယ်ဆင့်ဒီရောက်မလဲဆိုတော့ကျွန်တော်တို့ကဆက်ပြီးတော့ဒါရင်ခုန်အောင်မှဖြစ်တယ်ဗောနော်ဘာလို့လဲဆိုတော့ဒီမြို့သမီးဘောလုံးလောကမှာကြီးစိုးထားတာကတော့လောလောဆယ်မှာတော့ဒါပြင်သစ်က Lion အသင်းနဲ့ ဟိုစပိန်ကဘာစီလိုနာအသင်းတို့ဖြစ်တယ်ဒီပရီးမီးယားလိရဝင်းမှာဆိုရင်တော့ချက်ဆီအသင်းနဲ့ပေါ့နော်အာဆင်နယ်အသင်းကဒီချန်ပီယံလိပြိုင်ပွဲတွေကိုအများရန်ဒီပါသူတို့ဝင်ရောက်ရှင်ပြိုင်ခွင့်ရပြီးတော့အာဆင်နယ်အသင်းကမနစ်ကဒါချန်ပီယံဆုကိုစွခုရရှိထားတယ်ပေါ့နော်ယူနိုက်တက်အသင်းအနေနဲ့အရောပေါ့နော်ဒီပရမအောင်ဝင်ရောက်ရှင်ပြိုင်နဲ့ ြိုင်ပွဲကြီးမှာဒီပထမဆုံးစုဖလားကိုရရှိနိုင်မလားဆိုတာတော့ဆက်ပြီးဟိုစောင့်ကြည့်ရမှာဖြစ်တယ်တိတ်တော်ဒီမျောလင်းချက်ထားလို့မရသေးဘူးကျွန်တော် United အသင်းကလည်း2018ခုနှစ်ကမှဟိုပြ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 စပြီးတော့တီထောင်ဒီပြိုင်ပွဲတွေတွေဝင်လာခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ကတီထောင်ခြင်းက9နှစ်10နှစ်လောက်ပဲရှိသေးတယ်ဒါပေမဲ့ Premier League မှာတော့အဆင့်1 3စသဖြင့်ဒီ Man City အာဆင်နယ်ချက်စီပေါ့နော်အဲ့ဒီ၃တင်းကိုအတိအကျရှင်းပြနေတဲ့အတင်းတင်းဖြစ်ရက်တည်နေနိုင်ခဲ့ပြီဖြစ်တယ်ပြီးတော့မိနစ်တုံးကလည်းကျွန်တော်တို့ဒါ FA Black Bull ဘွဲမှာဒါ Tottenham Hotspur အတင်းကို4-0ဆိုရရလက်နေဒါနိုင်ရရှိခဲ့တယ်အဲ့ဒီ၈နှစ်တင်မှာလည်း United အတင်းက FA Villa ဘိုလူပဲတော့ရောက်တယ်ဗျခဏခဏအတိုင်းမဲ့နှစ်ကြိမ်လားမသိဘူးချက်စီကိုကြီးပဲရှုံနေခဲ့တာပေါ့နော်ချက်စီကလည်းအဲ့ဒီကောင်ကဒီဆန်ခါတို့ပါအောင်လည်းတော်တော်ကောင်းနေခဲ့တာပေါ့လက်ရှိမှာတော့ United မျိုးသမီးနေကိုအဓိကဦးဆောင်နေတဲ့သူကဒါ El Adoni လို့ပြောရင်ရမနေတူတယ်ပေါ့နော်ကျွန်တော်တို့ဒါ El Adoni Rosso ပြီးရင်ဒီ Mary at စသဖြင့်ပေါ့နော်သူတို့တွေနဲ့ဟို အချိန်ကုန်ကောင်းနေတာပေါ့2020နဲ့23ကနေနောက်ပိုင်းနေမှာပေါ့နော်လောစင်မှာတော့အဲလာတိုနီတယောက်ပဲကျန်တော့တယ်မေရီအက်ဒိုရောဆိုတော့အာဆင်နယ်တို့ဒါ PSG တို့ပြောင်းသွားပြီပေါ့နော် ပြီးတော့ဒီစောင့်ကြည့်ရမယ့်ကစားသမားအနေနဲ့တော့ကျွန်တော်မီယာဇာဝါဆိုတဲ့တယောက်ကိုတော့ဒီသဘောကျမိတယ်ဘာလို့လဲဆိုတော့မီယာဇာဝါ United ကိုရောက်လာတာကနှစ်မဆိုးတော့ဘူးပေါ့နော်သူစရောက်ချင်းနှစ်တင်မှာတော့အရန်နေနဲ့ပဲဒါပွဲကစားတာမျိုးကျွန်တော်တွေ့ရပြအခုဒီယာဒီမှာတော့သူကဒီယာကစားသမားအနေနဲ့ကွင်းလဲ ိုင်းမှာကစားနေတဲ့မီယာဆာဝါဒီစကေးလည်းကောင်းတယ်တက်လုံလည်းကောင်းတယ်ပေါ့နော်ဂျပန်ရဲ့ဒီဇာသမားတွေကပရီးမီးယားလိမ်မှာအတော်ဝင်ဆက်နေတယ်လို့လည်းပြောလို့ရပြီဗျာဒါမက်ဆီဒီသင်းပါဆိုရင်ဟာစီကာဝါတို့ပါလို့ရှိတယ်ပေါ့နော်ပြီးတော့ဒီဥရောပကလပ်အသီးတင်းနဲ့ဒီအမျိုးသမီးစူပါလိမ်မှာဆိုနာမည်ကြီးတဲ့မီဒီယန်ဘတ်မှာလည်းကစားနေတဲ့ဂျပန်ကစားသမားတွေအများကြီးရှိတယ်ပေါ့ပြီးရွန်နိုက်တက်တင်းရဲ့တိုက်စစ်မှုဒီ တာလန်ပေါ့နော်တာလန်ကလည်းဒါအသက်23 24ဝင်းကျင်ပဲရှိသေးတယ်သူလည်းတော်တော်လေးဒါမျောလင်းလို့ရမှာဗျာရော့ဆိုလိုဖြစ်လာရင်တော့ကောင်းမယ်ပေါ့နော်ပြီးတော့ဒါထူးခြားရက်အနေနဲ့ပြောရရင် United အမျိုးသမီးတင်ရဲ့တက်တန်းတွေကဒီ23 24 25ဝင်းကျင်နေကြည်ဒါဖြစ်နေတာပေါ့နော်ဆိုတော့ဒီတော်တော်လေးလက်လက်ဆက်ဆက်ရှိတဲ့အသင်းလို့လည်းပြောလို့ရရဗျာဒီအသင်းကပေါ့နော်လက်ရှိခြေစွမ်းကောင်းတွေကိုဘယ်ထိဆက်ထိန်းထားနိုင်မလဲဒီဟာဒီတာဝူမန်စူပါလိမ့်မှာရောချန်ပီယံလိပြိုင်ပွဲမှာရောဘယ်စင်တွေရောက်မလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်ဒါ United အမျိုးသမီးပွဲတွေကို ော့ဘယ်ကကြည့်ရမှန်းကျွန်တော်လည်းတိကျမသိလို့ပေါ့နော်ဖူမတ်ကပဲဒါအများဆုံးရှာဖက်ရတယ်ပြီးတော့ဒီ United Manchester United Women Team ဆိုတဲ့ Facebook Page ရှိရပေါ့အဲ့ဒီကနေပဲဒါတို့သတင်းတွေကတော့တွားပြီးတော့ဖတ်ကြည့်ရတာဖြစ်ပါတယ် United ကိုအားပေးနေကြတယ်ညီကောင်မောင်မများအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘေးကင်းလုံခြုံကြပါစေ